တော်လမနက်ခင်းမှာလူလူမြမဒင်းဌာနရဲ့ဒီဇင်ဘာ၁၀ရက်မနက်ခင်းသတင်းစီစဉ်တွေကိုကျွန်တော်ကိုစောကတင်ဆက်ပေးပါမယ်။အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုမှဆက်အာဏာသိမ်းပြီးချိန်2021မှာအခု2025ခုနှစ်ထိမြမပြည်တွင်းမှာလူခွင့်ချိုးဖောက်မှုတွေဆက်ရဆုံးမှုတွေနေတိုင်းကျူးလွန်နေတာအပြင် ဒီဇင်ဘာ28ရက်ကစပြီးအပိုင်း၃ခုနဲ့ပြုလုပ်မဲ့တရားမဝင်တွေ့ရုံယူကောက်ဖွဲ့ကိုစတင်တဲ့အနေနဲ့ဒီကနေ့ဒီဇင်ဘာ10ရက်အပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးနေ့မှာပြည်တွင်းတော်လှန်ရေးအားစုဖွဲ့တွေဟာအတန်းဒီတပိတ် Silent Strike အတွင်ပြည်သူတွေပူးပေါင်းပါဝင်ကြဖို့တိုက်တွန်းထားပါတယ်အတန်းဒီတပိတ်တွင်ပူးပေါင်းပါဝင်ကြဖို့မန္တလေးဒေသခံတပိတ်ခေါင်းဆောင်ဒေါက်တာဒီသာဆန်းရန်ကုန်တပိတ်ခေါင်းဆောင်ကိုနန်းလေးနဲ့စကိုင်းတပိတ်ခေါင်းဆောင်ကိုခန့်ဝင်ဖြူတို့မှဥဆောင်ပြီးဒီဇင်ဘာ3ရက်မှာမန္တလေးမြို့ဈေးကြိုဈေးနေရာနဲ့ဒီဇင်ဘာ9ရက်မှာတော့လူမှုစာမျက်နှာကနေတဆင့်တိုက်တွန်းခဲ့ကြတာပါ ဒါပြေရန်ကုန်တော်လန်ညီနောင်လေးဘက်ရန်ကုန် Four Brothers လေးယောက်နေ youth organization own community ဂျင်းမီနိုင် network မယန်ကုန် democratic fort နဲ့ရန်ကုန် scott network တို့မှပြည်သူအနေနဲ့အတန်းဒီတပိတ်တွင်လုံခြုံရေးတတိရှိဆောင်ပူးပေါင်းပါဝင်ကြဖို့အသိပေးထားပါတယ်အတန်းဒီတပိတ်လှုံ့ရှားဖို့တိုက်တွန်းတတိပေးမှုတွေထဲမှာဒေါက်တာဒီစာဆန်းပါဝင်တပိတ်ခေါင်းဆောင်၃ဦးရဲ့လူကိုယ်တိုင်နဲ့လူမှုစာမျက်နှာမှာတိုက်တွန်းတတိပေးမှုအပြင်ဒီစမှာခုနှစ်ရက်ရန်ကုန်တော်လိုင်းညီနောင်၄ဘွယ်ရန်ကုန်4 brothers မှာပြုလုပ်တဲ့ blue juice speaker လှုံ့ဆော်မှုတွေဟာ ထင်ရှားဆုံးဖြစ်ခဲ့ပါတယ်ဒီကနေ့ဒီသမားဆေးရတာလီတပိတ်တွေတနိုင်ငံလုံးကပြည်သူတွေပူးပေါင်းမပါဝင်နိုင်အောင်အကြမ်းဖက်ဆေးဥစုဖွဲ့ဝင်တွေဟာခြေကြောက်ပြောဆိုတာအတိတ်ကနေအပြင်ထွက်ခိုင်းတာတရားဝင်အထွေထွေရေကောက်ပွဲတဲ့စစ်တပ်ထောက်ခံပါတီတွေကိုမဲဆက်စည်းုံစစ်ကိုင်းတာတွေကိုမနေ့ကစပြီးကြိုးမက်လှုပ်ဆောင်နေတယ်လို့ဒေသခံတွေကလူလူမြန်မာကိုပြောပါတယ်။ဒါပြင်တာလီတပိတ်တွေပူးပေါင်းချဖို့ကိုပြည်ပရောက်လှုပ်တန်းတဲ့သမားတူဦးဖြစ်တဲ့ကိုမရက်ကျော်သူမှမင်းတို့ပြည်ကနေအော်မနီနဲ့တတိရှင်ပြည်တွင်းလာခဲ့ဆိုပြီးစစ်တပ်အောက်ဆဲတွေပြောလို့မရတာမြေပြင်တပိတ်ခေါင်းဆောင်တွေပဲရှိမယ်။ ဒီစင်မှာ30ရက်တရက်ကိုတီးခံပေးကြဖို့ပါဒီဒီချိန်ကပြည်တွင်းနေပြည်သူတွေရဲ့အတန်ကိုတိတ်ဆိတ်မှုကနေတဆင့်ကြားမဲ့အချိန်လည်းဖြစ်ပါတယ်လို့ပြောဆိုတိုက်တွန်းထားပါတယ်လူလူမြန်မာဒေသနာဝိုင်းတော်သားတွေဟာလည်းဒီကနေ့အတန်ဒီသပိတ်တွင်းမှာမြန်မာပြည်သူနဲ့အတူပူးပေါင်းပါဝင်ကပြည်သူတွေနဲ့လုံခြုံရေးတတိထားကြဖို့ကိုလည်းအထူးလေးနဲ့တိုက်တွန်းလိုက်ပါတယ်